ကိုရီးယားနိုင်ငံမှာကျင်းပနေတဲ့ Mr International 2014ပြိုင်ပွဲအတွက်မြန်မာနိုင်ငံကနေပထမဆုံးသွားရောက်ရှင်ပြိုင်မဲ့အလမောင်အောင်ချမ်းမြဟာ February 3ရက်နေ့ကရန်ကုန်မြို့ကနေထွက်ခွာသွားခဲ့ပါတယ်။တယောက်တည်းသွားပြန်ရမှာမို့စိတ်လှုပ်ရှားနေတဲ့အောင်ချမ်းမြကိုဘသူတွေလိုက်ပို့ခဲ့ကြသလဲ။နိုင်ငံကိုကိုစားပြုတဲ့စိတ်နဲ့အကောင်ဆုံးရှင်ပြိုင်သွားမှာဖြစ်ပြီးစုရတာမရတာထက်မြန်မာပြည်ရဲ့ရိုးရာယဉ်ကျေးမှုနဲ့ဒလေးစရိုက်တွေကိုပြောပြသွားမယ်လို့အောင်ချမ်းမြကပြောပါတယ်။ယုံကြည်မှုမွေးထားပေမဲ့ ပြိုင်ပွဲဆိုတာကံတရားအပြင်စ조사အထုတ်မှုနဲ့ပါဆိုင်တာကြောင့်နောက်ပိုင်းဝင်ပြိုင်မဲ့သူတွေအတွက်အကောင်းဆုံးလေ့လာခဲ့ပါမယ်လို့ဆိုပါတယ်။ဒီစုရသည်ဆိုတာကြာကျော်နိုင်ငံရဲ့ဒီ tradition နဲ့အဲဒီလို့ရှိရင်ကျောင်းနိုင်ငံရဲ့အခုဖြစ်နိုင်တဲ့အဲကျွန်တော်တို့အခုပါအရင်ကအဝင်နေတဲ့ရှိတဲ့ကျောင်းညီမနိုင်ငံအကြောင်းပဲတို့ပြောပါဦးခင်ဗျာ။ကျွန်တော်ကုကုကိုယုံကြည်မှုအနေနဲ့ကတော့ မြေရန်ပေါ့နော်ဒီကူဖီနဲ့စိတ်ကိုတော့မြေရန်မွေးထားပါတယ်ဒါပေမဲ့ဒီပြန်ပွဲတစ်ခုအနေနဲ့ပြန်ပွဲဆိုတာတော့ပြောလို့တော့မရဘူးပေါ့နော်ကန်တရာရောပြီးတော့ကိုယ့်ရဲ့ကျူသားအဆုံးတွေအများကြီးဆိုင်ပါတယ်ခင်ဗျာအဲဒီဒီပြန်ပွဲအကြောင်းတွေကိုအကောင်းဆုံးသိတာဒီမှာပေါ့ပြီးလို့ရှိရင်လည်းခုနိုင်ငံမှာရှိတဲ့ဒီနောက်ထပ်လာမဲ့ဒီ Vista International မြန်မာအဖြစ်ကလည်းပူးစားပြီးဝင်ရောက်ရှိတယ်မဲ့သူတွေလည်းနောက်ဆုံးလမ်းကြုံပေးသွားပါမှာပြီးလို့ရှိရင်ဒီပြန်ပွဲကိုလည်းကျွန်တော်အကောင်းဆုံးကျူသားရှင်မယ်ကောင်းပါပါဆိုပြီးတော့ဟဲ့ရအောင် အလှမောင်နဲ့အလှမဲ၁၁ကိုမွေးထုတ်လိုက်တဲ့ Miss Goranland မြန်မာ Organization ကအလှမဲအင်္ဂလမုံတယောက်အောင်ချမ်းမြကိုလိုက်ပါအားပေးခဲ့ပါတယ်။အောင်ချမ်းမြအနေနဲ့ဘာသာစကားအခက်အခဲမရှိသလိုခန္ဓာကိုယ်တိဆောက်ပုံကလည်းပြည်သက်စီကအကြံဉာဏ်တွေရခဲ့တာမို့တကယ်ကြိုးစားခြင်းစိတ်ရှိသူတွေအောင်မြင်မှာပါလို့ပြောပါတယ်။ ကိုအောင်ချမ်းကတော့ဆိုတော့ဘာသာစကားနဲ့ပတ်သက်ပြီးတော့ခက်ခဲတော့မရှိပါဘူးเนาะ body structure ဘိုင်းနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေစီက feedback တွေပြန်ရတယ်ပေါ့เนาะ body structure မှာသိမလောက်ဆိုတော့အင်ဂျီရိုဒီ organization ကနေပြီးတော့အများကြီးတိုက်တွန်းတယ်ပေါ့เนาะသူအများကြီးလဲလုပ်ပေးရလုပ်ပေးတဲ့ဒီမှာသူလည်းသူ့ကိုယ်သူလည်းရန်စူးစားပါတယ်စူးစားကြတော့နောက်ဆုံးမှသူ feedback တောင်းမှထွက်လာပေါ့เนาะအင်ဂျီရိုလည်းရန်အားရပါတယ်အဲ့ဒါသူ့မှာတကယ်ကိုစူးစားခြင်းနဲ့စိတ်ရှိရယ်ကိုလို့ရမယ်ဆိုသူစိတ်ရှိရအတွက်သူအောင်မြင်ပါပါအင်ဂျင်အောင်မြင်လဲအင်ဂျင်စီကောင်ပြလိုက်ပါရဲ့ကိုရီးယားနိုင်ငံဆိုးမျိုးမှာကျင်းပါနေတဲ့ Mr. International 2014ပြိုင်ပွဲဝင်မဲ့အောင်ချမ်းမြောက်ကိုအဖွဲ့အစည်းမိသားစုအနေနဲ့လိုက်ပို့ပြီးအားပေးတာပါလို့ဆိုလာသူကဣမွန်ခိုင်မှာအောင်မြင်မှုတရဖူတွေဆောင်ပြီးမြမပြည်ကိုဂုံယူဝင်ကြွားစွာပြန်လာနိုင်ပါစေလို့ဆိုပါတယ်။ အောင်ချမ်းမြစ္စတာအင်တာနက်ရှင်နယ်မြန်မာနေနဲ့ဆိုးမှာပေါ့နော်ကိုရီးယားမှာပဲရှင်ကြိုင်ပါဦးညီမတို့ကိုရီးယားနဲ့မြန်မာမိသားစုတွေနေတဲ့အားရောက်လိုက်ပို့ပြီးတော့အားပေးတာဖြစ်ပါရဲ့ခုပန်းရှင်ကြိုင်တဲ့အခါမှာလည်းအောင်ချမ်းမြနေလဲပေါ့နော်အောင်မြင်မှုတွေကိုအောင်မြင်မှုတွေစောင်းပြီးရပေါ့နော်ညီမတို့ကိုဘုံယူဝိကြားဆန်နဲ့ပြန်လာနိုင်ပါစေဒီများနေ့လို့ဆုမွန်ပါတောင်းပေးပါတယ်အားရောက်ရှင်ကြိုင်တဲ့အခါမှာလည်းညီမပြည်သူတွေနဲ့ပေါ့နော်အဲဒီမစ္စတာအင်တာနက်ရှင်နယ်မြန်မာကိုအားပေးချစ်ခင်ရည်ရွယ်ချက်ပါလို့ဒီများနေ့ပြောချင်ပါတယ်